ားလုံးပဲမယ်လာပါခင်ဗျာ Wayne Football Channel ကနေအားလုံးကိုကျေးဇူးပါတယ်ဒီအပိုင်းမှာ Manchester United နဲ့ Elion Anderson တို့နဲ့တောက်လျှောက်သတင်းတွေထွက်နေတယ်တစမ်းမှာဖော်ပြထားတာကတော့ဒီ Manchester United ကသူတို့ရဲ့ထိတ်တန့်ပြစ်မှတ်နေပြီး Elion Anderson ကိုတတ်မှတ်ထားတယ်ဆိုပြီးတော့ဖော်ပြထားတယ်တချို့ report တွေကြတော့လည်းဒီ Manchester United ကဒီကစားသမားကို January လအပြောင်းရှိမှာပဲရအောင်ခေါ်ယူမယ်ဆိုပြီးတော့လည်းသတင်းတွေထွက်နေတယ်ကျွန်တော်ပါစင်နေအမြင်ရဆိုရင်တော့ United က January လမှာဒီကစားသမားကိုခေါ်ယူမှာတော့မဟုတ်ဘူးပြ။ဘာလို့လဲဆိုတော့ဟိုဒီ January ကာလမှာ ဟိုတသိန်းနဲ့တသိန်းချအပြောင်းရွှေ့ဖြစ်မြောက်ဖို့ရခဲရင်းတယ်ဘာလို့လဲဆိုတော့ဟိုလက်ရှိမှာဆိုရင်လည်းဒီ Nordian Forest ရဲ့ကွင်းလေအဓိကကွင်းလေကစားသမားလည်းဖြစ်တယ် Forest အနေနဲ့ကလည်းသူတို့ဒီအထိုင်ကြပြီးသားဖြစ်တဲ့ကစားသမားကိုတခြားသင်းထံရောင်းမှာမဟုတ်ဘူးဗျထားပါတော့ဗျာနွေရာသီမှာတော့ဖြစ်နိုင်ရည်ရှိတယ်ဗျာနွေရာလက်ရှိမှာတော့ကျွန်တော်တို့ဒီအထိုင်နဲ့ကြာနေတယ်လက်ရှိမှာလည်းသူတို့ရဲ့အဓိကကစားသမားလည်းဖြစ်နေတဲ့အတွက်ကြောင့်ဒီ United ကို January လမှာတော့ဟိုရောင်းမှာတော့မဟုတ်ဘူး ဖြစ်နိုင်ရည်ရှိတာတော့ဗျာဒီကစားမားနဲ့ကနဦးဒီပြောဆိုဆွေးနွေးမှုတွေလုပ်မယ်ပြီးရင်သဘောတူညီမှုယူမယ်ဒီလောက်ဒီလောက်ပဲဖြစ်နိုင်ရည်ရှိတယ်ဇန်နဝါရီလမှာတော့မခေါ်တော့ဘူးလို့တော့ကျွန်တော်ကတော့မြင်မိတယ်ဆိုတော့လက်ရှိချိန်မှာ United ကဒီကစားမားကိုသူတို့ထိတ်သူတို့ရဲ့ထိတ်တန်းပြတ်မှတ်နေဖြင့်သတ်မှတ်ထားသည့်တိုင်အောင်တစ်ဖက်မှာလည်းသူတို့ကဒီ Carlos Baleba ကိုဒီသူတို့ရဲ့ပြတ်မှတ်အဖြစ် ဒီဆက်လက်ထားရှိသေးလို့တဆန်းကထပ်ပြီးဖော်ပြထားတယ်။ United အနေနဲ့ဟိုဒီကစားသမားနှစ်ယောက်မှာပို့ပြီးတော့ဒီသူတို့သူတို့ရဲ့ radar ထဲမှာပို့ပြီးတော့ဒီခေါ်ကျင်တဲ့ကစားသမားက Elliot Anderson ဘာလို့လဲဆိုတော့ဒီကစားသမားကလက်ရှိမှာအင်္ဂလန်တင်းရဲ့လက်ရေးစင်ကစားသမားလည်းဖြစ်တယ်လို့ဒီနှစ်ရာသီမှာဆိုရင်လည်း Nottingham Forest မှာအကောင်းဆုံးခြေစွမ်းပြနေတဲ့ကစားသမားတစ်ဖက်မှာ Carlo Valiva ကလည်းလက်ရှိမှာ Brighton တင်းရဲ့အဓိကကစားသမား ဒီပြီးခဲ့တဲ့နေရာဒီတော့ဆိုဒီ United ကဒီ Carlo Baleba ကိုဒီကမ်းလှမ်းခဲ့တယ်ဒါပေမဲ့ Brighton ကဒီပေါင်သန်းတရာရမှရောင်းမယ်ဆိုပြီးတော့တုံ့ပြန်ခဲ့တဲ့အတွက်ဒီပြောင်းရွှေ့ကပြတ်ပြဲခဲ့တယ်လက်ရှိဒီကစားသမားနှစ်ယောက်ရဲ့ Carden Market ပေါက်ကြီးကတော့ Elliot Anderson ကဒီ Euro 55သန်းရှိတယ် Euro 55သန်းဆိုတော့ပေါင်နဲ့တွက်ကြည့်မယ်ဆိုရင်ပေါင်သန်း40လောက်ဖြစ်မယ် Carlos Baleba ကကြတော့ Euro 60ဖြစ်တယ် Euro 60ဆိုတော့ပေါင်နဲ့တွက်ကြည့်မယ်ဆိုရင်ပေါင်53သန်းလောက်တော့ရှိမယ် အသက်ကတော့ဒီအလီယိုအာနန်ဆန်က23နှစ်ဖြစ်တယ်ကာလော့စ်ဘာလီဘာကကြတော့အသက်22နှစ်ဖြစ်တယ်တယောက်ကအင်္ဂလန်လေးတင်ကစားသမားနောက်တယောက်ကကင်မရွန်လေးတင်အသင်းရဲ့ကစားသမားဆိုတော့ United အနေနဲ့ဟိုတကယ်လို့ဒီအလီယိုအာနန်ဆန်ကိုမရခဲ့လို့ကာလော့စ်ဘာလီဘာကိုကြိုးစားခဲ့မယ်ဆိုရင်အာဖရိကကစားသမားဖြစ်တဲ့အတွက်ကြောင့်ဒီဒီသမားလောက်ကနေဇန်နဝါရီလလေလောက်ထိတို့ဆုံးရှုံးတလားနီးပါး ဆုံးရှုံးရနိုင်ကြီးရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလေပါဦးမှာဆိုလဲဒီမိုဆာလက်ဒီနှစ်စင်နှစ်တိုင်းဒီဒီအာဖရိကကပ်ကိုသွားကန်လေးရှိတယ်တို့တို့ဒီအာဆင်နယ်တင်းရဲ့ကွင်းလယ်ကစားမှာတောမတ်ပါတီဆိုရင်လဲဒီအာဖရိကဖလားကိုအမြဲတမ်းနှစ်တိုင်းလိုလိုသွားပြီးတော့ကန်ရတယ်ဒါအသေးအွဲ့ဟိုဘယ်လိုပြောရမလဲကျွန်တော်တို့အရင်ကြီးသဘောမကျဘူးပြဘာလို့လဲဆိုတော့ဟိုတကယ်လို့ဗျာထားပါတော့တို့ United ကဒီဒီဇင်ဘာလလောက်မှာဟိုအသင်းက return meet နေတယ်အဲ့ချိန်မှာတကယ်လို့ ဘာလီဘာကဒီအာဖရိကဘလာပွဲသွားကန်လို့ချင်ရင်ဘာပဲပြောအတင်းရရတန်ကတို့ပြန်ပြီးအောက်နိုင်နေဗျာဒါကြောင့်ကျွန်တော်ကတော့ဟိုကျွန်တော်ပါစင်နယ်အမြင်ရဆိုရင်တော့အာဖရိကကစားသမားတို့တိတ်ပြီးတော့မခေါ်စေချင်ဘူးဗျာဘာလို့လဲဆိုတော့အတင်းရတန်မိနေတဲ့ချိန်အဲ့လိုမျိုးဆေလွတ်ရတယ်ဆိုရင်ဘာပဲပြောအတင်းအတွက်ရန်နစ်လာတယ်ဗျာဒါအမြင်တကယ်လို့အဲ့ကစားသမားကဒီအာဖရိကဘလာဘက်မှာသွားလိုက်လို့ဒဏ်ရာရလာတယ်ဆိုရင်အတင်းအတွက်ပို့ပြီးတော့နစ်လာရတယ်ဒါကြောင့် United တို့အနေနဲ့ကလည်းဒီ Carlos Baleba တဲ့စာရဲ့ ဒီ Elio Anderson ကိုပို့ပြီးတော့စ조사မယ်လို့တော့မြင်တယ်။ဘာလို့လဲဆိုတော့လက်ရှိအင်္ဂလန်ကစားသမားလည်းဖြစ်တယ်။နောက်ပြီးလက်ရှိဒီပရီးမီးယားလိမှာလည်းအသားကျပြီးသားကစားသမားဖြစ်တဲ့အတွက်ကြောင့် United တို့အနေနဲ့ဒီလာမဲ့ဒီနွေရာသီမှာဆိုရင်ဒီ Elio Anderson ကိုပို့ပြီးတော့စ조사ဝယ်ရှိနေပါတယ်။နောက်ပြီးဒီကစားသမားနှစ်ယောက်ရဲ့ injury record ကိုပြန်မိကြည့်မယ်ဆိုရင်တော့ Elio Anderson ကဒီ Newcastle မှာကစားခဲ့တဲ့တုန်းကနောက်ကျော်ဒဏ်ရာကြောင့်၄လောက်လောက်လွဲချော်ခဲ့မှုရအမှတ်တမ်းရှိတယ်။ ကာလုစ်ပါလီဘာကတော့ဒီဒူးတန်ရပြဿနာနိုင်ငယ်ရှိလို့ဆိုပြီးတော့ဒီတပွဲပွဲလွှတ်ချော်ခဲ့ဘူးရဲ့ဗျာဒါကြောင့် injury မှတ်တမ်းမှာတော့ကာလုစ်ပါလီဘာကအဲလီယော့အန်ဒါဆန်တဲ့ပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဟိုတစ်ဖက်ကမှပြန်ကြည့်ကြည့်တစ်ဖက်မှပြန်ပြီးကြည့်မယ်ဆိုရင်တော့ဒီ Brighton တင်းရဲ့ကစားသမားဖြစ်တဲ့တဲ့ကြောင့် United တဲ့ပြောင်းရွှေ့ကြီးညှိနှိုင်းရခတ်မှာပဲဗျာဘာလို့လဲဆိုတော့ Brighton ကဒီသူတို့တင်းရဲ့ကစားသမားတွေဆိုရင်ဒီတုံးတန်းကြီးနဲ့ထွက်ခွာခွင့်ပေးတယ်ဆိုတာရှားတယ်ဗျာ ဟိုအများကြီးကြည့်တယ်မလို့ဒီချက်စီမှာပြောင်းသွားတဲ့မက်ကူကူရဲလာတို့နောက်ပြီးဂျော့ဘတ်ထိုတို့နောက်ပြီးဒီဘိုက်ဆက်ကင်စီတို့တို့ပြောင်းရွှေ့ကြေးတွေပဲကြည့်ကြည့်ဗျာသူတို့ဒီထိုက်တန်နဲ့ပြောင်းရွှေ့ကြေးရမှာလားပြောင်းရွှေ့ခွင့်ပြူတယ်ဒါကြောင့် United တို့အနေနဲ့ဒီကာလော့စ်ဘာလီဘာကိုခေါ်မယ်ဆိုရင်တို့မနစ်ကလိုပဲဒီပေါင်သန်းတရမဟုတ်တော့မှပေါင်သန်း90လောက်တော့အနည်းဆုံးပေးရနိုင်ချေရှိတယ်အနှစ်ချုပ်အပြင်သုံးသန်းမယ်ဆိုရင်တော့ကာလော့စ်ဘာလီဘာတဲ့ဆိုင်အယ်လီယိုအာနာဆန်က United ထံ ရောင်းနိုင်ရည်အရှိဆုံးကစားသမားလို့မြင်မိပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ